မင်္ဂလာပါရှင်ဒီနေ့မှာတော့ဘူဒီကျော်လေးကြော်စားပြလို့အားလုံးလည်းလိုက်လှုပ်ရှားလို့ရအောင်ညှဝေပေးလိုက်ပါတယ်ရှင်ပထမဦးစွာဘူဒီကိုဝိုင်းဝိုင်းလေးဒီစပြီးတော့လေးဖြတ်ပါတယ် အဝိုင်းဝိုင်းလေးတွေလိထားတဲ့ပူတီလေးကိုပဲအချောင်းလေးတွေဖြစ်အောင်လို့ပြန်ပြီးတော့လိပြတ်ပေးလိုက်ပါတယ်ခုလိုမျိုးလေးအနေထားလေးပါဘူဒီကြော်ဖို့အတွက်မုံနစ်ဆက်ပါမယ်ရိုးရရမယ်အကြော်မှုကိုသုံးစုံထည့်ပါတယ် ဆောင်မှုကိုတော့တစုံမောက်မောက်လေးထည့်ပေးလိုက်ပါတယ်ရတာအတွက်စားနေအသားမုံအနည်းငယ်စီထည့်ပါတယ်။အယောင်လောက်အောင်လို့နွနွမုတ်ကိုလည်းအနည်းငယ်ထည့်ပြီးလိုက်ပါတယ်။ ဘေကင်းဆိုဒါကိုအစွန်းပြားလေးနဲ့အနေငယ်ထည့်ပါတယ်။အရန်များသွားလို့ရှိရင်ဆိုဒါစုံနံတက်လို့ပါ။ရေကိုတော့နည်းနည်းချင်းစီထည့်ပြီးတော့မွေပါတယ်။ခုဆိုရင်မုံနစ်ကနည်းပြစ်နေသေးတာမို့လို့ရေအနေငယ်ထက်ထည့်ပြီးတော့ထပ်ပြီးတော့မှွေပေးလိုက်ပါတယ်။ ကိုလိုချင်တဲ့မုံနဲ့အနေထားရရင်ရပါပြီ။ဖြော်ထားတဲ့မုံနဲ့တဲကိုပူပြီးတိထားတာလေးတွေထည့်ပြီးတော့မှုပေးလိုက်ပါတယ်။ ်ဦးတီကျော်ကျော်တို့အတွက်ဒေဝလီပူလာရင်စီးထဲပါတယ်အကျော်ကျော်မှဖြစ်တဲ့အတွက် CO တော့များများလေးထည့်ပေးလိုက်ပါတယ်ဒီပူရဲကိုဘူတိကျော်လေးတွေထည့်ပေးပါတယ်။မီးအပူချိန်ကတော့မီဒီယံဟိနဲ့ကျော်ပေးလိုက်ရပါတယ်။ ပြီးရင်တော့မီးအနေငယ်လျှော့ပြီးတော့မီးအေးအေးလေးနဲ့ပဲအထည်အားဘူးသီးလေးတွေကြက်တဲ့အထိကြော်ပေးရပါမယ်ကျော်နေရင်လည်းအကြက်ညီအောင်လို့ဟိုဘက်ဒီဘက်လှမ်းပေးလိုက်ပါတယ်

မကြီးသည့်အနည်းတစုံမောက်မောက်ထဲပါတယ်စားနေငါးသားမုတ်အနည်းငယ်စီထဲပါတယ် ငရုတ်တိချက်မို့အနေငယ်ထေပါတယ်ချက်တုံဖြူလီးထားတာလေးထည့်ပါရယ်ပဲချက်မုတ်ထည့်ပါရယ် နံမင်းလေးကိုလည်းခုလိုမျိုးလေးညှက်ပြီးတော့ထည့်ပေးလိုက်ပါတယ်။ယူတီစိမ့်တော့တထောင်ကိုလည်းညှက်ပေးပါတယ်။ချီလီဆော့လေးနည်းနေသလားလို့အနေငယ်ထပ်ပြေးလိုက်ပါတယ်။ပြီးရင်တော့အရသာလေးတွေနှံ့သွားအောင်လို့တေချာလေးမှွေပေးလိုက်ပါတယ်။ ခုဆိုရင်တော့ဘူတီကျော်ကျကျလေးရောအချင်းရင်လေးရောအစင်းလေးဖြစ်လို့နေပါပြီ။အားလုံးပဲလိုင်းလုစားလို့ရအောင်မျှဝေပေးလိုက်ပါရရှင်။ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။